အခုနောက်ပိုင်းကျွန်တော်တို့ဗမာစာပေလောကမှာစာရေးဆရာတွေပုံများလာပါတယ်။မဂ္ဂဇင်းချန်နယ်တွေမှာရေးသူတွေသာမက blog တွေ website တွေမှာရေးသူတွေလည်းတော်တော်များလာပါတယ်။ဒါဟာဝန်သာစရာတိုးတက်လာတဲ့အချက်ဆိုတာကတော့သိကြပါတယ်။ဒါပေမဲ့ရေးအတွက်များလာတာနဲ့အမျှဝကြအထားသူ မစီလျော်မညီညွတ်တဲ့ရေးသားမျိုးတွေကိုလည်းတွေ့လာရပါတယ်။အခုကျွန်တော်ကောက်နှုတ်တင်ပြမယ့်ဝကြတွေအားလုံးဟာကျွန်တော်ဘာသာဖန်တီးထားတာမဟုတ်ဘဲ magazine journal internet ဆိုတဲ့နေရာအသီးသီးမှာ အမှန်တကယ်ရေးသားထားကြတာတွေကနေယူထားတာဖြစ်ပါတယ်။ပထမဆုံးဝကြတစ်ခုကိုဖတ်ပြပါမယ်။အီဂျစ်၊တူနီးရှားနိုင်ငံတွေမှာအုတ်ချုပ်သူခေါင်းဆောင်တွေပြုတ်ကျသွားစေခဲ့တဲ့လူမှုအုံကြွမှုတွေကအရှေ့အလယ်ပိုင်းဒေသတဝန်းပြန့်နှံ့သွားခဲ့ရမှာအခိုက်အတန့်တွေရဲ့အစ္စလမ်ဝါဒီအကြမ်းဖက်စုပူမှုတွေကြောင့်မဟုတ်ဘဲလူမှုရဲ့ဒီမိုကရေစီလိုလားမှုတွေကြောင့်ဖြစ်ပါတယ်။ဒီကွက်ကြောင်ကိုနားထောင်ကြည့်တော့တော်တော်ရှင်တို့ဘယ်လိုခံစားရပါသလဲ။ ဒီဝန်ကြာဟာရှေးပြီးရှုပ်ထွေးနေတဲ့အတွက်ဘယ်နေရာမှာမှားနေတယ်ဆိုတာကိုတော့ရုပ်တရက်အရှာရခက်နေသလိုလိုရှိပါတယ်ဝန်ကြာကိုနည်းနည်းခြုံကြည့်အောင်ပါလူလူအောင်ကြွမှုတွေအရှိလေပိုင်းကိုပြန့်နှံ့သွားရမှာအခိုင်ရာရဲ့စူပူမှုတွေကြောင့်မဟုတ်ပဲလူလူရဲ့ဒီမိုကရေစီလိုလားမှုတွေကြောင့်ဖြစ်ပါတယ်ဒါဆိုရင်ဘယ်နေရာမှာပြဿနာတက်နေတယ်ဆိုတာနည်းနည်းပိုသိလာသလိုဖြစ်လာပါပြီကဲဆရာဦးစောထွန်းကိုကျွန်တော်မေးကြည့်ပါမယ်ဆရာကြီးဒီဝန်ကြာရဲ့အားနည်းချက်ကိုထောက်ပြပေးပါဦးခင်ဗျာ ရှေးလေပိုင်းဒေသတွင်ပြန်နှံ့သွားခဲ့ရမှာဆိုရဲအဲ့ဒီရမှာဆိုရဲဝဲကြစဲစကားပေါ့ရဲအဲအဲ့ဒီဝဲကြစဲစကားကသိမဟုတ်ဘူးနဲ့တူတယ်ဘာလဲဆိုတော့ဒီဟိုနောက်ပိုင်းနဲ့အတောင်ပြကျင်းနဲ့သိပြီးတော့ကမဆက်ဆက်ဘူးအဲ့တော့အဲ့ဒါမှာကျွန်တော်တို့ဖြစ်တင်တာကတော့ကအဲအဲ့ဒီဒေသတွင်ပြန်နှံ့သွားခဲ့တာဟာလို့ဆိုပြီးတော့ကဟိုကတ္တာပုတ် သဘောမျိုးထားလိုက်ရင်အဲအကြောင်းပြောက်တာနဲ့ပို့ပြီးတော့ဆက်ဆက်သွားမယ်လို့ထင်ပါတယ်။ကဲနောက်ထပ်ဝကြတစ်ကြောင်းကိုဆက်ကြရအောင်ပါ။ဒီဝကြကတော့သူကမထင်ရင်မထင်သလိုအော်လွတ်တတ်ဒီကိုဂုတ်ပူတို့ကလေးတစ်တိုက်မစိုးထားနှင့်လန်တဲ့ကစွာကျဲစွာကျဲလုတ်တတ်သည့်ခွေးကပဲတူလာလျင်အမိကုတ်နေတတ်သည်လို့ဆိုထားပါတယ်တော်တော်ဖက်လို့ကောင်းတဲ့စားတပုတ်ထဲမှာတွေ့ရတဲ့ဝကြလေးပါ ။တမင်းနဲ့ဂဲလုံးတွေ့ပြီးသွားကျိန်းတယ်လို့ဖြစ်ရတဲ့အစားအကြောင်းလေးတစ်ကြောင်းပါ။ agreement ဆိုတာရှိပါတယ်။ဟိုသဘောတူညီချက်တစ်ခုနဲ့တစ်ခု share ဝက်ကြနဲ့ခြေစကားနဲ့နောက်စကားဟိုအစီငေါ်တည့်ရမယ်ပေါ့ဗျာဒါပါပဲ။အစီငေါ်မတည့်ဖြစ်နေတာပါပဲ။ဟို oral ဓာတ်ဒီကိုဆိုပြီးတော့မဆိုထားနဲ့ဟိုနော်ကလေးတစ်စိုက်ပဲမဆိုထားနဲ့ဆိုရင်ဒါကကလေးတစ်စိုက်ကပါအမိကုန်နေတယ်လို့ဖြစ်နေတယ်။တကယ်ကြတော့ကလေးတစ်စိုက် မဆိုထားနဲ့ အဲတူလာရင်ခွေးကရင်သိနေပြီဆိုရင်ဒါပို့ပြီးတော့အာအဆင်ပြေပါလိမ့်မယ်ဟုတ်ကဲ့ဆရာ तू ကမထင်ရင်မထင်သလိုအော်လွတ်တတ်သောကြောင့်ဂုတ်ဘူးတို့ခလေးတိုက်သားမကခွေးကပါအမိကုတ်နေတတ်သည်လို့ဆိုရင်တော့စာတော့ချောသွားမယ်ထင်တယ်နော်ဆရာဟုတ်ပါတယ်အဲ့လိုရှင်ခလေးတွေပါအမိကုတ်နေတဲ့သဘောဖြစ်နေတာပါလေဟုတ်ကဲ့ဆရာကြီးဒီမှာနောက်ထပ်ဝကြတဲ့ကြောင်းကတော့ဒီမိန်းကလေးရဲ့ကောင်းမွန်တဲ့အကြီးချင်းတွေကတော့ရုပ်လဲချောသဘောလဲကောင်းတယ်လို့ အပြောလဲချူပါတယ်လို့ဆိုထားပါတယ်ခင်ဗျကောင်းမွန်တဲ့ရည်ချင်းတွေကတော့ရုပ်လဲချောတဘောလဲကောင်းတယ်လို့အပြောကလည်းချူပါတယ်နော်ဆိုတော့ရည်ချင်းတွေကတော့လို့ချူထားတဲ့နောက်တော့ရုပ်လဲချောတယ်အဲရုပ်ချောတဘောကောင်းအပြောချူအဲဒီလိုဆိုရင်တော်သေးတယ်ပေါ့ဗျာရုပ်လဲချောတဘောလဲကောင်းတယ်လို့အပြောကလည်းချူပါတယ်လို့ဆိုတော့ အကြီးချင်းပြတာမဟုတ်တယ်လို့ဟိုအကြီးချင်းကိုဓာတ်ရဲ့ပြတာမဟုတ်တယ်လို့ဖြစ်နေတယ်ပေါ့ဗျာဟိုဟိုအကြီးချင်းလို့ဆိုလို့ရှိရင်ရုပ်ချောတာသဘောကောင်းတာအပြောချူတာတွေပါလို့ပြောရင်နံပုတ်ဒီနံပုတ်ဒီချင်းပို့ပြီးတော့အရှင်ပြေသွားတာပေါ့ဒီမိန်းကလေးရဲ့ကောင်းမွန်တဲ့အကြီးချင်းတွေကတော့ရုပ်ချောတာသဘောကောင်းတာအပြောချူတာတွေဖြစ်ပါတယ်လို့နောက်ကနေနံပုတ်လိုက်ပြီးတော့ပြောရင်လည်းပြောဒါမှမဟုတ် ဒီမိန်းကလေးဟာရုပ်လဲချော့သဘောလဲကောင်းအပြောလဲချူပါတယ်လို့သာတုံးခဲ့မယ်ဆိုလို့ရှိရင်စာပို့ချောသွားမှာဖြစ်ပါတယ်။ရှေ့မှာနမုံနဲ့အစချီပြီးနောက်မှာကရိယာတွေနဲ့ကြီးဆုံးသွားတဲ့အတွက်ဝကြဟာရှေ့နောက်မညီမပြေမပြစ်ဖြစ်သွားရတာပါ။အဲနောက်တစ်ခါတော့ကျွန်တော်တို့အစိုးရရုံးနေမှာတွေ့ရတတ်တဲ့စာကြောင်းတစ်ကြောင်းလည်းရှိပါတယ်။မြည်သူကိုမဆိုလက်ပေးရမလို့လို့ရေးသားထားပါတယ်။ အဲ့ဒါကဒီပြဿနာကိုကျွန်တော်တို့စပြီးတော့ကထိတွေ့ခဲ့ကိုကင်တွေ့ခဲ့ဖြည့်ရှင်းပေးခဲ့တာရှိပါတယ်အဲ့ဒါကတော့အဲဆရာကြီးဦးဖေမောင်တင်မြန်မာတရာနဲ့အတုံးလုံးမှာအဲရှင်းရှင်းလင်းလင်းသူပြောထားပါတယ်ဟိုဒါလည်းပဲခုနကတော့အစင်းတော်မတည့်တာပါပဲဟိုတစ်ခုနဲ့တစ်ခုသဘောတူညီမှုမရတာပါပဲဥမာဘယ်သူမှဆိုရင်နောက်ကလာရမယ့်ဟာကအဲမဟုတ်ဝဲကြမျိုးပေါ့မဟုတ် အမိန်ပေးစကားမျိုးပေါ့ဘယ်သူမှမလာရဘယ်သူမှမစားရအဲ့လိုဘယ်သူမှနဲ့အမဟုတ်ဝကြနဲ့မဟုတ်အမိန်ပေးနဲ့ကျတို့နှစ်ခုကတွဲရဖြစ်ရမယ်ဘယ်သူမဆိုနဲ့နောက်ကဟာကအဟုတ်ဝကြဒါမှမဟုတ်ဟုတ်အမိန်ပေးပေါ့လေအဲဘယ်သူမဆိုလာနိုင်တယ်ဘယ်သူမဆိုလာပါဘယ်သူမဆိုစားပါဆိုတဲ့အဟုတ်ဝကြမျိုးဖြစ်ရမယ်အဲ့တော့အဲ့ဒီနှစ်ခုက အဲသဘောမတူပဲဖြစ်နေအစီအမောမတည်ပဲဖြစ်နေတော့အဲ့ဒီမှာမှားယွင်းကုန်ရတာပါပဲဒီဘက်ကျအမှားနေတယ်ဆိုတာကျွန်တော်တို့အရက်စကားနဲ့ယွတ်ကြည့်လို့ရှိရင်သိတာပါတယ်ကျွန်တော်တို့တငယ်ချင်းချင်းမိတ်ဆွေချင်းချင်းထိုင်ပြီးတော့စကားပြောမယ်ဆိုရင်ဟေးဘသူ့ကိုမစိုးလက်ပေးစရာမလိုဘူးကွာလို့ကျွန်တော်တို့ဘယ်တော့မှမပြောပါဘူးပြောချင်းပြောရင်ဘသူ့ကိုမစိုးပေးကိုပေးမှာဖြစ်မှာလို့ပြောချင်းပြောပါလိမ့်မယ်ဒါမှမဟုတ်ရင်လည်းဘသူ့ကိုမှ ပေးဖို့မလိုဘူးဟေးလို့သာကျွန်တော်တို့ပြောရရှိပါတယ်။ဒါကြောင့်မြည်သူကိုမဆိုလက်ပေးရန်မလိုဝကြမှာရှေ့ကမဆိုနဲ့နောက်ကမလိုဟာရှေ့နောက်မညီဖြစ်နေပါတယ်။တခါတုန်းက6ထက်ရုံကြီးပေါ်မှာဗမာစာနားလေတဲ့သူတယောက်ကလက်ပေးဆိုတဲ့နေရာရဲ့နောက်မှာပုတ်ထီးလေးတစ်ချက်ချပစ်လိုက်လို့ပြဿနာအကြီးအကျယ်တက်သွားခဲ့မှုပါတယ်။စာချောင်းကမြည်သူကိုမဆိုလက်ပေးရန်မလိုဆိုတဲ့စာချောင်းဖြစ်သွားပါတယ်။ မြည်သူကိုမစိုးလက်ပေးလို့ပြောလိုက်တဲ့အတွက်မစိုးနဲ့လက်ပေးဟာရှင်းအောင်ညီသွားပါတယ်တရားသဘောအရပြောလို့ရှိရင်မှန်သွားပါတယ်ဒါပေမဲ့ဝကြတကြောင်းလုံးရဲ့ဆိုလိုရင်းကတော့ပြောင်းမြန်ဖြစ်သွားပါတယ်